အားလုံးမင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင် အခုတခါတင်ဆက်ဖတ်ပြမှာကတော့ဆရာမဖားစီရေကျော်ရဲ့တိတ်ဆိတ်ခြင်းမှအေဂျင်ချင်းစီတို့ဆိုတဲ့စာအုပ်လေးတွေကစာစုလေးတချို့ပဲဖြစ်ပါတယ်ရှင် စောစောအိတ်မယ်စောစောထမယ်အလုတ်တွေကြိုးစားပြီးပတ်ဆံစုမယ်မိဘနှစ်ပါးကိုလိုလေသေးမရှိ ထားနိုင်တဲ့အခြေအနေတစ်ခုထိရောက်အောင်ကြိုးစားမယ်စာတွေဖတ်မယ်ခရီးတွေထွက်မယ်အမတ်တရားဓာတ်ပုံတွေရိုက်သိမ်းထားမယ်လူတွေကိုပျော်ရွှင်အောင်ဖန်တီးပေးမယ်ကိုကိုကိုလည်းပူချစ်မယ်ပြီးတော့လူတယောက်တည်းကိုပဲတစ္ဆာရှိရှိအတ္တရမတ်မပါပဲနှစ်တွေအကြာကြီးချစ်သွားမယ် ရယူတဲ့လူတယောက်ထက် ပေးကမ်းနိုင်တဲ့လူတယောက်ပဲဖြစ်ချင်ပါတယ်။အောင်မြင်အောင်လဲစူးစမ်းမယ်ပျော်ရွှင်အောင်လဲနေထိုင်မယ်။နေ့ရက်တိုင်းကိုဘသူအကြောင်းကိုမှ မတွေးပဲကိုယ်စိတ်ကိုအေးချမ်းဆုံးထားမယ်။ဘလို့ကိစ္စပဲကြုံလာကြုံလာတီတီငိမ့်ငိမ့်နဲ့ကြော်ဖြတ်နိုင်အောင်ရင်းရင်းကြက်ကြက်ရှင်သန်မယ်။ရှင်သန်နေတဲ့ကာလပတ်လုံးမှာ ဘသူကိုမှမထိခိုက်အောင်နေမယ်။ နောင်နာရစရာမလိုတဲ့အတိတ်ကိုဖန်တီးပြီးကိုယ့်အတွက်ငြိမ်းချမ်းစေတဲ့နေရာဒေသမှာပဲလက်ကျန်နေရတွေကိုဖြတ်တန်းဖို့ဆုံးဖြတ်ထားတယ်လူငယ်တယောက်ပါ အချစ်ကိုမတ်တလို့ငွေကိုလည်းမတ်ပါသည်သို့တော်မဖောက်ပြန်တဲ့ချစ်ချင်းမြတ်တာနဲ့တန့်ရှင်သောငွေကိုသာမတ်မောပါသည် နူးညံ့တတ်တလို့ခတ်ထန်ပြတတ်တယ်ကျင်နာတတ်တလို့သွေးအေးပြတတ်တယ် တီးခန့်တတ်သလိုဥပိ္ပခပြုတ်တတ်တယ်ချစ်တတ်သလိုလက်လွတ်ရဲတဲ့တတ္တိလည်းရှိပြန်တယ်တယောက်တည်းကြံခဲ့ရင်တောင်မှတယောက်တည်းရှင်သန်နိုင်တယ်တစ်ဖက်လူကိုမှီခိုခြင်းထက်ကိုကိုကိုပဲအားကိုးပါတယ် ဒေါသထွက်လာတဲ့အခါတိတ်ဆိတ်ခြင်းနဲ့ပဲကိုကိုကို ထိန်ချုပ်လိုက်တယ်။ဝမ်းနေတဲ့အခါတယောက်တည်းတီးတန်းနေပြီးစာအုပ်နဲ့အတူ စိတ်ကိုအနာပေးတယ်။အကောင်းနဲ့ပဲကြုံကြုံ အဆိုးနဲ့ပဲကြုံကြုံအမြဲတမ်းပြုံးနိုင်အောင်ကြိုးစားတယ်။အစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်စေတယောက်သေးပဲဘသူကိုမှ အပူမပေးဘူးငါသည်မတန်မာပေမဲ့ထင်သလောက်တော့စိတ်သက်ပြောင်းညံ့တဲ့လူတယောက်မဟုတ်ပါ စကားနည်းနည်းပြောပြီးစာများများဖတ်မယ်လူတွေနဲ့ရှိနေခြင်းထက်ပန်းတွေကိုပဲငေးမယ်ဝမ်းနေရင်တစုံတူးကိုပျော်ရွှင်အောင်ဖန်တီးပေးမယ်ရယူတဲ့လက်တစုံထက်ပေးကမ်းနိုင်တဲ့လက်တစုံပဲဖြစ်ခြင်းလေမိဘနှစ်ပါးကိုထောက်ပံ့ခြင်းလေချစ်ရတဲ့သူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခြင်းလေကိုပိုင်တဲ့အရာတွေနဲ့ပဲစိတ်ချမ်းသာသာလေးနေထိုင်ခြင်းလေ ဘသူကိုမှစိတ်ပင်ပန်းမှုမပေးသလိုကိုကိုစိတ်ပင်ပန်းမှုပေးတဲ့သူတွေကိုလည်းတတ်နိုင်သမျှရှောင်ပါတယ်အကောင်းဆုံးစ조사နေတဲ့အတွက်ကြောင့်မိဘနှစ်ပါးကိုလိုလီသေးမရှိထားနိုင်တဲ့အခြေအနေတစ်ခုအထိကျွန်တော်ချမ်းသာခြင်းပါသည်တည်းတယောက်တည်းလဲအဆင်ပြေပါတယ်စာအုပ်တွေရှိတယ်ပန်းတွေရှိတယ်ခေဟောင်းတခြင်းတွေရှိတယ်တောင်တန်းတွေရှိတယ် ပင်လေတွေရှိတယ်အေးချမ်းနဲ့နယ်မြို့လေးတွေရှိပါသေးတယ်ကိုချတော့ပေါ်ကိုရက်တီနိုင်သူမို့အစ်စ်မှန်သောချစ်ချင်းမေတ္တာကိုပဲမတ်မောပါတယ်သစိမ့်လို့ဆက်ဆံရင်သစိမ့်လို့နေပေးလိုက်တယ်မရနိုင်တဲ့အရာတွေမယူဘူးမဖြစ်နိုင်တာတွေမမျော်လင့်ဘူးချစ်တယ်ဒါပေမဲ့လိုတာထက်တန်ရောစင်မထားဘူးယုံကြည်တယ်ဒါပေမဲ့ရင်မဖွင့်ဘူး ခွင်လွတ်တက်တယ်လို့စွန့်လွတ်တက်လာတယ်။နောက်ကျော်ကိုဓာတ်နဲ့ထိုးခံရလဲပြန်ပြုံးပြနိုင်ခဲ့တယ်။သူ့ဝတ်နဲ့သူသွားပါစီပေါ့။စိတ်ပူပန်မှုပေးတဲ့ရက်ဝန်းကိုတော့တိတ်ဆိတ်ခြင်းဖြစ်လက်တုပ်ပြန်ခဲ့တယ်။လူတွေအကြောင်းပို့တိလာလို့ထင်ပါရဲ့။နှလုံးသားဟာအေးဆက်ပြီးမကြောလာခဲ့တယ်။ပူလောင်မှုတွေမရှိတာမဟုတ်ဘူး။ငါကအပူတွေမယူခဲ့တာ။ ငါကအေးအေးဆေးဆေးနေတက်ယုံက လွဲရင်ခေါင်းစဉ်တက်လို့မရတဲ့အစင်မပြေမှုတွေအများကြီးရှိတယ်။အမဲပြုံးနေတက်တာက လောကကြီးနဲ့တချို့လူတွေကို အရှုံးမပေးခြင်းလို့မိဘနှစ်ပါးကို ချမ်းချမ်းသာသာလေးထားခြင်းယုံက လွဲရင်ငါမှလူအင်ဆန္ဒတွေတိတ်မရှိဘူး။ငါဘဝနဲ့ငါနေတယ်။ငါစိတ်ကိုပူလောင်စေရင်တော့တမဲ့ပစ္စည်းကအစလူအဆုံး စွန့်ပစ်ဖို့ငါဝန်လေးမှာမဟုတ်ဘူးငါကိုယ်တိုင်အေးချမ်းအောင်နေတယ်တတ်နိုင်သမျှအပူပေးတဲ့သူတွေကိုရှောင်ပါတယ်ငါဘာအမှားမှမလုပ်မိပဲအပြစ်တင်ဝေဖန်ခံရတဲ့အချိန်တွေရှိတယ်တနေ့တနေ့ငါစာတွေဖတ်တယ်ငါသချင်းတွေနားထောင်တယ် ပြောမယ်ထင်တဲ့အရာတွေကိုလိုက်လုပ်တယ်ငါလိုချင်တာတွေကိုရဖို့အလုပ်ကြိုးစားပြီးပတ်စံစုတယ်ငါရှင်တန်ခြင်းကငါမိဘနှစ်ပါးကိုလိုလေသေးမရှိထားနိုင်ဖို့နဲ့ပေးကမ်းနိုင်ဖို့ပါပဲတိတ်ရိုးရှင်းသောအိမ်မက်တွေနဲ့အတူပေါ်တိတ်ကြွန်းခဲ့ဘူးတဲ့မြင်းသူတူတယောက်ကိုမှ မေ့သွားခဲ့တာမျိုးမရှိခဲ့ဘူးပါဘူး။သစိမ်းဆန်သွားတဲ့လူတွေကိုသစိမ်းဆန်သွားတဲ့အတိုင်းပဲထားလိုက်တယ်။ထပ်ပတ်သက်ဖို့မကောင်းတဲ့လူတွေကိုတော့ဝေးဝေးကနေပဲရှောင်ပါတယ်။ကိုကလေတစ်ဖက်တည်းတိဆောက်ရတဲ့ဆက်ဆံရေးတွေတစ်ဖက်တည်းချီနှောင်ရတဲ့တန်ရောစင်ကျိုးတွေကို လုံးဝလုံးဝသဘောမကျဘူးစွန့်လို့သိရင်စွန့်လို့ရမှာပဲကိုတံမိုးကိုမသိတဲ့လူတွေကိုတော့ဘဝတည်းကနေနေရာပေးဖို့ ကိုကိုကျင့်သိက္ခာကခွင့်မပြုဘူးတိတ်နှွေးထွေးမှုရှိတဲ့လူတယောက်ကထင်နာတာထက်အေးဆက်ပြတတ်ပါတယ်ချစ်တတ်ပါတယ်အချစ်ကိုလည်းတန်မိုးထားတယ်တယောက်တည်းနေသားကြနေတဲ့ဘဝမှုဘသူကိုမှထက်မချစ်ဖြစ်ယုံလီပါအကယ်၍အချိန်ကြာရင်မေတ္တာပေးလို့မေတ္တာပြန်ရတဲ့ဆက်ဆံရေးနဲ့ဆုံရင် စာအုပ်ဆိုင်လေးဖြစ်ဖြစ်ပန်းဆိုင်လေးဖြစ်ဖြစ် ကော်ဖီဆိုင်လေးဖြစ်ဖြစ်သူနဲ့အတူ အေးအတူပူအမျက်ဖြတ်တန်းခြင်းပါတယ်တယောက်တည်းနေဖို့ကံပါလာရင်တော့တယောက်တည်းပေါ်ကိုကဘလို့ဖြစ်ဖြစ်အစင်ပြေပါတယ်ဘဝမှာမြည်သူတူတယောက်ကိုမှစကလုံးနဲ့ဖြစ်စေအပြုတ်အမှုနဲ့ဖြစ်စေထိခိုက်နာကျင်အောင်မလုပ်ခဲ့ဘူးဘူးလုပ်ဖို့လဲဆန္ဒမရှိဘူး ငါကလေငါကိုချစ်တဲ့သူတွေကိုအပြုံးတွေနဲ့တုတ်ပြန်ခဲ့ပြီးငါကိုမုန်းချတဲ့လူတွေကိုတော့တိတ်ဆိတ်ခြင်းနဲ့ပဲတုတ်ပြန်ခဲ့တယ်။ငါကလိမ္မာတဲ့လူငယ်တယောက်မဟုတ်တလို့လူကောင်းတယောက်လည်းမဟုတ်ပြန်ဘူး။ဒါပေမဲ့ငါစိတ်ရင်းကိုအတွင်းကြကြတိတဲ့လူတိုင်းကတော့ငါကိုချစ်ကြပါတယ်။အတွင်းစိတ်လှတဲ့သူကတဖက်လူရဲ့နှလုံးသားကိုအေးချမ်းစေပါတယ်။ဒါကြောင့်ကိုဘလိုလူစားမျိုးလဲဆိုတာ ထုတ်ဖော်ပြောဆိုကုန်စားဖို့မလိုအပ်ပါဘူး။နေ့စဉ်ဘဝကရိုးရှင်းပါတယ်။ကော်ဖီတစ်ခွက်ရဲ့ဖလက်ဆာစာအုပ်နဲ့အတူမနက်ခင်းကိုအစာပြုတ်တယ်။အလုပ်တွေလုပ်တယ်၊ပတ်စံလဲနည်းနည်းပါးပါးစုထားတယ်။ဆန္ဒတစ်ခုကကဘာပတ်ပြီးခီးတွေသွားဖို့နဲ့မရှိတဲ့သူတွေကိုတတ်နိုင်သလောက်ပေးကမ်းဖို့ပဲ။တိတ်ချမ်းသာတဲ့လူငယ်တယောက်တော့မဟုတ်ပါဘူး။တာမန်မိသားစုကပေါက်ဖွာလာတဲ့တာမန်လူငယ်တယောက်ပဲ။ ကြီးကြီးကျယ်ကျယ်ပြောရရင်ကြီးကြီးမားမားပိုင်ဆိုင်ထားတာဆိုလို့စာအုပ်နဲ့မြစ်တာတရားပဲရှိပါတယ်မထင်မရှားနယ်မျိုးလေးကအာမန်လူငယ်တယောက်ပါလူချစ်လူခင်မပေါ်ဘူးလူသိနေတဲ့အာမန်ဘဝမှာရိုးရှင်းစွာနေထိုင်တဲ့လူငယ်တယောက်ပါဂုံတွေဒရက်တွေမရှိဘူးချစ်ချင်းမြတ်တာနဲ့အပြုံးကလွဲရင်ဘာပိုင်ဆိုင်မှုမှမရှိတဲ့အာမန်လူငယ်တယောက်ပါ အချစ်ကိုမတ်တယ်ငွေကိုမတ်တယ်ဒါပေမဲ့တရားသော အချစ်ကိုသာလိုချင်သလိုရိုးသားစွာရှာဖွေထားတဲ့ငွေကိုသာမတ်ပါတယ်လူငယ်တယောက်ဆိုပေမဲ့စစ်နဲ့တန်ရောစဉ်ကိုတော့ကြောက်ပါတယ်တရက်ပြီးတရက်ကုံဆုံးသွားလီလီငါပူပြီးမတ်မော်မိလာတာကရိုးရှင်သောဘဝကိုပဲရိုးသားစွာလောက်ကင်စားတော့ပြီးဘာပကတနာမှ မလိုအပ်တဲ့ဘဝမှာ အေးစီစီလက်ကျန်လေးရက်လေးတွေကိုဖျက်တမ်းခြင်းလေရွှေငွေဂုံဒရက်တွေရဲ့အဝေးမှာစိတ်သစ်လူသစ်ဘဝသစ်နယ်မြေသစ်မှာချစ်ချင်းမြတ်တာကိုသာ ရှိတန်းတင်တဲ့လူတွေနဲ့ပဲမိတ်ဆွေဖွဲ့ခြင်းလေကိုမနက်စာကို ကိုတိုင်ပြင်ဆင်ပြီးကိုကျမ်းမာရေးကိုဂူဂီယူစိုက်မယ်ကိုဘီနာက လူအ ਨੇ စုကိုတံမိုးထားတက်အောင်ကြိုးစားမယ်။ဆူညံမှုတွေမပေးတဲ့တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်မှာ စကားနည်းနည်းပြောပြီးစာမြင်းများဖတ်မယ်လူကောင်းပါလို့တရားရဂိုင်နှုံးအာမမခံပေမဲ့လူပိတအောင်နေမယ်ကိုချင်းစာစိတ်ကိုမွေးမယ်ကိုကိုတရားကိုရင်ကြီးမှုနဲ့ကိုရှင်တန်နေထိုင်မယ်ကိုကြောက်ဆိုပြီးကဘာကြီးနဲ့လူတွေလုံးဝလုံးဝမထိကြိုက်စေရကိုအနာရောက်သူတိုင်းဘဝတစ်ခုလုံးလုံးကြုံနှွေးထွေးစွာ နေရမယ်အေးအေးချမ်းချမ်းနဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲနေထိုင်ခြင်းလေတောကနဲ့ဝေးရာလူတွေရဲ့ဝေးရာမှာပဲပုံမှန်လေးရှင်သန်ခြင်းလေဂုံတွေဒရက်တွေနဲ့ဝေးတဲ့နေရာတစ်ခုမှာစစ်မှန်သောမြစ်တာတရားရှိတဲ့ဘက်မှာပဲဘဝကို အခြေချခြင်းလေစုညံမှုတွေ မရှိရဘူးလောဘတွေမရှိရဘူးမာနတွေမရှိရဘူး ဒေါသတွေမရှိရဘူးဖောက်ပြန်ခြင်းတွေမရှိရဘူးမေတ္တာတရားတွေပဲရှိရမယ်လက်တွေ့ဆန်ဆန်ပါပဲဘဝကိုရိုးရှင်းစွာ ဖြတ်သန်းပြီးလူတယောက်ကိုပဲတသက်လုံးအေးအေးချမ်းချမ်းချစ်သွားခြင်းတော့သည်အပေါင်းအသင်းလည်းမများဘူးလူချစ်လူခင်လည်းမပေါ်ဘူးလူမုန်းလည်းမများဘူးဒီအတိုင်းကိုက မထင်မရှားတဲ့တာမန်လူငယ်တယောက်ပါ ခြေလက်ဒေသမှာမွေးတယ်တိုင်းရင်းသားတွေကိုချစ်တယ်တဘာဝတရားကြီးကိုမျက်နှူတယ်ရိုးရှင်းစွာနေထိုင်ရတာသဘောကျသလိုရိုးရှင်းသောအချစ်ရိုးရှင်းသောဆက်ဆံရေးရိုးရှင်းသော လူတယောက်ကိုပဲမတ်မောပါတယ်အတ္တလည်းမကြီးသလိုမာနလည်းမရှိဘူးစိတ်ကိုအေးချမ်းစေမဲ့အစာပေတွေပဲပိုဖက်ပြစ်လာတယ်။အများကြီးမအောင်မြင်ခြင်းဘူး။ အများကြီးမချမ်းသာခြင်းဘူး။တာမန်အောင်မြင်မှုတိတိလေးတွေနဲ့ပဲအေးအေးဆေးဆေးဘဝကိုဖျက်တမ်းခြင်းလေ။ဖားစီရေကြော။အခုလိုဆရာမဖားစီရေကြော်ရဲ့တိတ်ဆိတ်ခြင်းမှအေဂျင်ချင်းစီတို့ဆိုသောစာအုပ်ကလေးတွေကစာစုလေးတွေကို နားဆင်ပေးကြတော့တော်လန်ခလစ်ကများတရားဥချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်အားလုံးပဲအေဂျင်ချင်းအစ်အမှန်ကိုရနိုင်ကြပါစေရှင်